မီတာထဲမှာအင်တာနက်မရှိဘဲနဲ့ AI ကိုဘယ်လိုအသုံးချမလဲ။ဟုတ်ပါတယ်။ကွန်ပျူတာမှာအင်တာနက်မရှိဘဲ AI ကိုဘယ်လိုအသုံးချမလဲ။အသုံးချလို့ရအောင်လားဆိုရင်ရှားပါတယ်။ဆိုဘယ်လိုနီးလန်းနေရှိလဲဆိုတာပြောပြပေးမယ်။ဆိုနီလိုင်းနေမျိုးပြခင်မှာအချိန်နေလေးကဘယ်လိုရှိလဲဆိုတာစမ်းပြမှာ။အဲ့တော့ဒီမှာကျွန်တော် message ပို့လိုက်ပြီးပါအင်တာနက်မရှိတော့ဘူးเนาะ။အင်တာနက်ချိန်မထားဘူး။အဲ့ဒီမှာကျွန်တော် high လို့ရေးလိုက်မယ်။ Hi. အဲ sorry ။ဟောပြောလိုက်မယ်။ အဲဒီမှာ high လို့ပြောလိုက်တယ်အဲ့မှာစာပြန်ပေးပါလိမ့်မယ်ပထမဦးဆုံးကကျွန်တော်တို့ဒီကောက်ကို RAM ပေါ်မှာတင်မထားရဆိုကြအောင်မလို့လုံးဝပထမဦးဆုံးအစဆိုတော့မေးခွန်းနဲ့ကြာပါမယ် high how can how how can say you today ဘာဒီနေ့ပါကူညီပြမယ်လို့ဘူးအားယူဆိုလို့ကျွန်တော်ပြလိုက်မယ်ဒီဒီကအရေးက why you who are you နော် အဲမင်းမသူလည်းငါမီးလိုက်တဲ့အခါမှာအင်ဂျမနိုင်းဆိုပြီးတော့အဲဒီမှာသူဂျမနိုင်းဖြစ်တယ်ဆိုတော့ထပ်ပြီးဖြည့်ထားရအောင်အဲ့လိုမျိုးပဲဘာတွေပါမေးလို့ရလဲဆိုလို့ရှိရင်ကျွန်တော်ပုံတွေပါထည့်ပြီးတော့မေးလို့ရတယ်ဒီမှာဆိုရင်ကျွန်တော်တို့အဲဒီမှာ attach ပိုင်းဆိုပြီးတော့ပုံတွေပါထည့်ပြီးတော့စဉ်းစားကြည့်နော် internet မရှိတဲ့ AI model တခုကပုံပါထည့်မိလို့ရဆိုဘယ်လောက်မှိုင်းနေစီလဲပေါ့နော်အဲ့ဒီနေပညာနောက်တစ်ချက်ကကျွန်တော်တို့ အဲ့ဒီပုံထဲမှာရှိတဲ့စာလေးပဲပြောလို့ရတာပေါ့နော်။ဘာလို့မြင်ရလဲဆိုတာသူကပြောနိုင်တယ်နော်။အဲတိုးပေမဲ့လည်းဒီ AI ကို offline run မှာဆိုကိုယ့်ရဲ့ computer တော့နည်းနည်းမြင်လေကောင်းလေပဲပေါ့နော်။နိုင်နေတဲ့ဟာဆိုတော့ကျွန်တော်ဟိုဘယ်လိုပေါ့မလဲ။တကယ် heavy ဖြစ်နေတဲ့ model တွေတော့သုံးလို့ရပါပေါ့နော်။အဲ့ဘလိုအခြေအနေရှိလဲဆိုတော့ကျွန်တော်ပြန်ပြောပြပါမြန်မာစကားရောရလာဆိုနည်းနည်းလေးပြောပြပေးပါမယ်။မလို့ပြောပါဆိုကျွန်တော်ရိုက်လိုက်တယ်ပြီးတော့အလားတောက်ပြီ။အဲဒီမှာကောင်းပြီတဲ့ တွေ့လဲမြန်မာလိုပြောနိုင်ပါတယ်เนาะအဲမင်းကဘယ်သူလဲဆိုအောင်မြန်မာလိုပြောလိုက်မယ်เนาะမင်းကဘယ်သူလဲဆိုအောင်မြန်မာလိုပြောလိုက်ပြီးတော့ခေါက်လိုက်မယ်အဲတွေ့လားတေးချာမြန်မာလိုပြောနိုင်အင်တာနက်မရှိဘူးเนาะအင်တာနက်မရှိဘဲနဲ့ AI ရမြန်မာလိုပြောနိုင်တယ်အဲ့တော့အင်တာနက်မရှိဘဲနဲ့မြန်မာလိုပြောနိုင်တဲ့ AI ကိုတနည်းအားဖြင့်သုံးတာပေါ့ဗျာအပြီးတော့အဲ့ဒီကောင်ကိုကျွန်တော်တို့တပ်ပုံထည့်ပြီးတော့လဲမေးလို့ရတယ်เนาะဒီပုံလေးတပုံကိုသူ့ကိုမေးလိုက်တယ်เนาะ AI နဲ့ပြန် ထုတ်ထားပုံလေးတစ်ပုံမေးလိုက်မယ်။ပုံကိုဘယ်လိုနားလဲဆိုလို့ဆိုရင်ကျွန်တော်ပုံလေးကိုထည့်ပြီးမေးမယ်။အဲပုံလေးကကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုတော့ပုံနဲ့မေးမယ်ဆိုတော့လည်းအချိန်ပေးရတယ်ပေါ့နော်။ဒါကတော့ကိုယ့်ရဲ့ဆက်ပုံမှာမူတည်ရပေါ့။ကိုယ့်ဆက်ကဒီထားပါတော့ gaming ဆက်ဖြစ်တယ်ဆိုလို့ရှိရင် graphic တွေအများကြီးပါတယ်။အဲ့လိုဆက်တွေဆိုရင်တော့ကျွန်တော်တို့တော်တော်လေးမှတော်တော်လေးကောင်းလိမ့်မယ်ပေါ်ပါဖို့ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုဟာမျိုးကို internet မရှိဘဲနဲ့သုံးမယ်ဆိုရင်ကျွန်တော်တို့ CPU လည်းကောင်းရမယ် RAM လည်းမြင့်ရမယ် နောက်တစ်ချက်က graphic graphic ပေါ့နော် graphic card ကလည်းမရမှာအဲ့တော့ပြန်ကန်ပြန်ပြီးခြုံမပြောရမယ်ဆိုတော့ laptop မှာထက် desktop မှာသုံးရင်ပို့ပြီးတော့ share ပဲပေါ့နော်အဲ့တော့ gaming သမားတွေဒီ video ကြည့်နေတယ်ဆိုလို့ရှိရင်မိမိတို့ဆက်နေဒီတိုင်းလေးသိချတိုက်လို့ကြည့်ပါနီးရတော့ကျွန်တော်နောက်အဆုံးလေးမှာပြောပြပေးမယ်ပေါ့နော်ဆက်ပြောဒီမှာနီးပညာနဲ့သမိုင်းဆိုင်ရာအစိပ်ပိုင်းတွေကိုတဲ့ပေါင်းဆက်ဖန်တီးထားတယ်အမှန်တကယ်ဒီမှာဖျားတွေကိုဒီမှာဆက်ရုပ်ပြီးတော့ဒီမှာပြီးတော့ဒီပညာတတ်လူတယောက်က ညာတတ်တယောက်နေနေတဲ့ပုံရင်းနဲ့မြန်မာနိုင်ငံရဲ့အဆူလာပဲအဲစီဒီပစီဒီလိုလည်းတွေ့ရတယ်လို့ပြောချင်တာတင်ပါအဓိကပြောချင်တာနေပညာနဲ့တမိုင်ကိုပေါင်းဆက်ပြီးလုပ်ထားတယ်ဟုတ်တယ်နော်ဒါမှန်ဒါမြန်မာလိုပြောတာမလို့သူ့အနေနဲ့နည်းနည်းလေးပဲဖြေတာမင်းအနေနဲ့ describe ဆိုပြီးတော့ ဒီ in in this photo ဆိုပြောလိုက်မယ်ဆိုဒီထဲမှာပါတဲ့ဟာအကုန်ရှေ့ကြာအလင်းအမောင်ကဆိုတခြားပြောပြအင်္ဂလိပ်ကိုမေးရင်ပေါ့နော်ဆိုတော့ဘလောက်မိုင်းတယ်ဗျာဒီမှာ internet မရှိဘူး internet မရှိဘဲနဲ့ဒီ AI ကမြန်မာဒီကိုယ့်ရဲ့ set ထဲမှာကျန်နေတာပေါ့နော်ဆိုတော့ဒီနည်းပညာကိုသုံးတယ်ဆိုတော့ကျွန်တော်အစားအဆုံးပြတ်သက်ပြီးပြောမယ်အဲအစားအဆုံးဆိုတာဟိုလိုမျိုးတော့မဟုတ်ပေါ့နော် software တွေကိုအဓိကလည်းနေနေပါပေါ့နော်ပြောချင်ရင်တော့ဒီကိုယ်တိုင်လေးဓာတ်စပ်ပြီးပေါ့ဒီဆုံးဝင်ရမှာ ulama ဆိုပြီးတော့အဲ့ဒီ website လေးတွေကိုဝင်ရမှာဖြစ်ပါတယ် ီးတော့ကျွန်တော်တို့က download ဆိုရမှာဆိုတော့ဒီမှာ download ထည့်ဖို့သွားလိုက်အဲ့တော့ message တို့အနေနဲ့သုံးမျိုးရွေးလို့ရတယ် message က app သုံးနေတယ်ဆိုရင်လည်း mac os ပေါ့နော် link နဲ့ဆို link နဲ့ windows ဆို windows ရွေးလိုက်ပါရွေးပြီးလို့ရှိရင်ဒီ olama ဆိုတဲ့ကောင်ကို download ဆက်ပြီး install မောင်းလိုက်ပေါ့နော် install မောင်းပြီးတော့ပါရဆက်လောက်မယ်ဆိုတော့ကျွန်တော်ပြောပါမယ် install မောင်းပြီးကျွန်တော်တို့ဒီ terminal ဆိုတာကိုဖွင့်လိုက်ပေါ့နော် message တို့မှာ terminal ဆိုရှိတယ်ဒီလိုပေါ်လာတယ်အဲ့ terminal မှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ lower တဲ့ model တွေကို download ဆက်ရမှာပါ အဘယ်လို download ဆွဲရမလဲဆိုလို့ရှိရင် Polama Pool ဆိုပြီး download ဆွဲရမယ်။ Polama Pool ဆိုပြီး download မဆွဲခင်မှာကျွန်တော် model ရရှိသလားမရှိသလားဆိုတာဘယ်လိုစစ်လို့ရလဲဆိုတော့ Polama list ဆိုပြီးရစစ်လို့ရပါတယ်။ကျွန်တော်လုတ်ပြတ်ပါမယ်။အဲ့ဒါလေးရမယ် Polama list ဆိုပြီးလိုလား။ဒါဆိုကျွန်တော်မှာရှိတဲ့ model တွေ။ဟာ model လေးဆို Jamma 34V နဲ့ Jamma 31V ဆိုနှစ်မျိုးရှိတယ်။အဲ့ဒီ Jamma 34V နဲ့ Jamma 31V က ဘယ်ကနေတောင်းလို့ဆိုရလဲဒီမှာ mind boss ဆိုတော့ဘယ်လိုလုပ်တာလဲ mind boss ဆိုတော့ကျွန်တော်ကိုကိုနိုင်လို့ပြောဖို့ကြရတော့ဘူးအဲတရားတွေကို qualify တာဆိုနောက်ပြီးတော့ဒီမှာရှင်းကြတယ်ပေါ့နော်ဒီနှစ်ခုပေါ့ဒီ chapter 3 4b နဲ့ chapter 3 1b ကဘယ်လိုတောင်းလို့ဆိုရမလဲဆိုလို့ရှိရင် ola ma pu ဆိုပြီးတော့တောင်းလို့ဆိုရပါမယ် okay ပြီးတောင်းလို့ဆိုရမယ်ဆိုလို့ရှိရင်ကျွန်တော် website ထဲမှာသွားမှာပေါ့နော်အဲ model တွေကိုရေးလိုက်မယ် model တွေကိုရေးပြီးဒီမှာ chapter 3ဆိုပြီးဝင်လိုက်အဲ့ဒီမှာကျွန်တော်တို့ကဘလောက်ဘီယိုဆွဲမှာလဲဆိုတော့ဒီမှာကြည့်ကြည့်လိုက်မယ်ကျွန်တော် 3.3 G ပြီးဆိုကကာဘိုက်ပေါ့နော်ဒီမှာ Chama 34ပြီးဆိုနာမည်လေးကို copy ကိုလိုက်ဒီကောက်ကိုဘာဖြစ်နေလဲဆိုတော့ဒီမှာအဲ135မကာဘိုက်ပေါ့နော်ဒီကောက်ကို copy ဒီမှာဆိုရင်ဒီ model အသေးရစာပဲသုံးလို့ရတယ်ဒီမှာ model အကြီးရကြတော့ 3GB ရကြတော့စာရော image ဆိုပုံရောသုံးလို့ရတယ်ပေါ့နော်ဆောင်းကကျွန်တော်စပ်ပြရခဲ့တဲ့ကောက်ဒါက Chama 34ပေါ့နော်အဲ့တော့ main solution နဲ့ channel ကောက်နေစမ်းခြင်းတော့စမ်းပေါ့နော်ဒါပေမဲ့ ဒီမှာရှိနေတယ်ဒီ GB ဘိုက်တွေကကိုယ့်ရဲ့ဆက်နဲ့လိုက်သလားဗောနော်ဒီမှာဆက်ခွင့်ကြီးပြီးတော့ရှိရောဗောနော်ဒီလိုမျိုးတွေကြီးပြီးတော့တော့ဗောနော်အဲကျွန်တော်ကတော့စမ်းပြထားတာကတော့ဒီ Chamber 31B နဲ့ Chamber 34B ပဲဒါပေမဲ့ Chamber 34B တောင်းကျွန်တော်မြန်မာစာစပုတ်ပေးနေပြီဆိုတော့မိတ်ဆွေတွေဆက်ဆိုရင် Chamber 34B စကြည့်ဗောနော်အဲ့တော့ဟုတ်ပြီအကောင့်ကိုဒေါင်းလုဒ်ဆက်မယ်ဆိုလို့ရှိရင် Chamber 3ဆိုပြီး 4B ဆိုပြီးကျွန်တော်ရိုက်ရမှာပေါ့နော်။ဦးလာမပူ Chamber 3 4B ဆိုပြီးတော့ ိတ်ဆွေလို့ရိုက်လိုက်ပေါ့နော်အန်တာကောက်လိုက်ပဲကျွန်တော်ကဒေါင်းလုဒ်ဆက်ပြီးသားဆိုတော့အန်တာမကောက်တော့ဘူးနော်ဟုတ်ပြီအဲ့တော့မိတ်ဆွေတို့ရဲ့ဆက်ထက်မှာအဲဒီလိုမျိုးပေါ့နော်အိုလာမလစ်ဆိုပြီးခောက်လိုက်တဲ့အချိန်မှာချမ်းမ3 4ပြီးဆိုပြီးဒေါင်းလုဒ်ဆွဲလိုက်ရင်ရှိလာလိမ့်မယ်ရှိလာရင်အဲ့ဒါလေးကို run လိုက်ပေါ့နော်ဘယ်လို run မပြီးတော့ set run ကြည့်ရမလဲဆိုရင်ဒီအိုလာမ run ဆိုပြီးတော့ဒီကို run ခြင်းတဲ့ model ကိုထည့်ရမှာပေါ့နော် ဆိုရင် Olama Oran ဒီမှာ Chama 3 Hobby ဆိုကျွန်တော် Range နဲ့ Model နဲ့ထည့်လိုက်တယ်။ Hobby ဆိုတာ Hobby ကခြေရတွေ့အယူအဆ Model ယူဆပေါ့နော်။ Under College ချိန်မှာခဏလုံတင်နေမယ်လုံတင်နေပြီးနေကြတာစခါတဲ့စစပြီးတော့ပြောလို့ရသွားမယ်ပေါ့နော်။အဲ့တော့နားမလဲရင်ဒီဒီ command တွေကိုနားမလဲရင်ကျွန်တော် ChatGPT ကိုသိချမေးပေါ့နော်။ Olama ဆိုတော့ပါလေ။ Olama နဲ့ပတ်သက်ရင်ဘာလို့လုံးလို့ရလဲဆိုတော့ ChatGPT ကိုသိချမေးပေါ့နော်။အဲ့မှာကျွန်တော် โอลามาဆိုပြီးဟိုဘောနော် high ဆိုပြီးကျွန်တော်စပြီးပို့လိုက်မယ်ဒီမှာ ian ရစပြန်ဖြစ်လေးလို့ပေါ့နော်အဒါဆိုရပြီဒါဆိုကျွန်တော်တို့ကဂျမ်မာ3 4 b ကိုကျွန်တော်စမ်းတက်ပြီးတုံးလို့ရသွားပြီအဲ့ဒါဆိုရင်ကျွန်တော်ထပ်ပြီးမပေးတော့ဘူးပေါ့နော်ကျွန်တော်မိတ်ဆွေတို့ကထပ်မေးရှင်ပြီးပေါ့နော်ကိုထိုးတီနဲ့ကျွန်တော်ပို့လိုက်မယ်ဒါဆိုရင်သူကအောက်အောက်ထပ်သွားပြီးတော့လောအောက်ထပ်သွားအဲ့ဒါဟုတ်ပြီဗျာဒီမှာကျွန်တော်တို့က စကားပြောလို့ရတဲ့ AI model လေးတခုကိုကျွန်တော်တို့ကပါသုံးပြီးသွင်းလိုက်တာလေပိုလာမသုံးပြီးတော့ စကားပြောလို့ရတဲ့ AI model ကိုစက်ထဲမှာ internet မရှိဘဲနဲ့သွင်းလို့ရအောင်သွင်းလိုက်တာပေါ့နော်ဟုတ်ပြီအဲ့ဒီ model လေးကိုတော့ကျွန်တော်လောလောဆယ်အစစပြောလို့ရှိရင်ပြောလို့ရတယ်ဆိုပြောလို့လို့ရတယ်တာမီနေရနေပဲပြောနေတယ်ဟုတ်တယ်မလားဒါပေမဲ့တာမီနေရလည်းမဟုတ်ဘူး application တခုနဲ့ပြောချင်တယ်ကျွန်တော်လို application တခုနဲ့ပြောချင်တယ်ဆိုတော့ပါ software ထပ်လိုတာပေါ့နော်အဲ့ software လေးနာမည်ကတော့ ် anything element ဆိုလို့ခေါ်ပါတယ်အဲ့တော့ရိုက်ချပြင်းပေါ့နော် anything element ဆိုပြီးတော့ရိုက်ချလိုက်ရိုက်ချပြီးကျွန်တော်တို့ဒီမှာဟောပါတော့ download ဆက်တယ်မြန် download for desktop မှာကျွန်တော်တို့အကုန် support ပေးရ Mac ဆိုရင် Linux Windows ပေါ့နော်အဲ့မှာ support ပေးတယ် install မောင်းလိုက်ပေါ့နော်ထုံးစံတိုင်းမိမိ screen မှာဒီလိုမျိုးလေးရောက်သွားမယ်ပေါ့နော်ဟုတ်လားအဲ့တော့ဒီလိုမေးလို့ရတဲ့အခြေအနေဖြစ်သွားမယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာကိုကိုသုံးတဲ့ model ကဘယ်လို setting ချင်ရမှာလဲဆိုတော့ကျွန်တော်ပြောပြမယ်ကျွန်တော် new workspace တစ်ခုခံလိုက် ပါစပို့တစ်ခုဖတ်လေးလိုက်တဲ့အချိန်မှာကျွန်တော်တို့က new လို့ပဲကျွန်တော်ရေးလိုက်မယ်နော်လောလောဆယ်နော်အနည်းတစ်ခု new ဆိုပြီးတော့ရှင်းလိုက်မယ်ရှင်းပြီးထားပါတော့ was page တစ်ခုတက်လာပြီကိုအဲ့ဒီ was new ဆိုရယ် was page မှာကျွန်တော် setting ဆိုတာလေးရှိတယ် setting မှာ chat setting ဆိုတာရှိတယ်နော်အဲ့ဒီမှာ system တစ်ဖို့ရှိနေကျွန်တော်တို့က ulama ဆိုတာကိုတိုက်ရှာမယ်ကျွန်တော်တို့ setting မှာဘာနဲ့လုပ်တာလဲဆိုတော့ဒီမှာ ulama နဲ့လုပ်တာဟုတ်တယ်ဟုတ်အဲ့ ulama မှာဒီမှာဒီမှာဟောနိုင်မယ်ဘယ်နဲ့ပါဖို့ရင်သုံးမယ်ဆိုတာနာမည်ပေးလိုက်နာမည်ပေးပြီးဒီမှာနာမည်ရွေးပြီးရင်စေးလိုက်ပါတော့ စိတ်ပြင်ရပြီစိတ်ပြင်ကျွန်တော်တို့ဒီက AI နဲ့စကားပြောလို့ရပြီပေါ့နော်အဲ့ဒီမှာစကားပြောလို့ရပါပြီဒါဆိုကိုသုံးချင်တဲ့ပေါ်တယ်ကိုကိုလာမရေးပြီးတော့ဒီမှာစကားပြောနေပါအဲဆိုရင်အောင်မြင်သွားပြီပေါ့နော်အဲနားမလဲရင်တော့ YouTube တို့ဘာလို့မှထပ်ပြီးကြည့်ပြီပေါ့ဗျာကျွန်တော်ဗီဒီယိုလည်းနှစ်ခေါက်သုံးခေါက်ပြန်ကြည့်ပြီဘာမှတော့ရိုင်းမခက်တော့ဘူးလို့တော့မျှော်တင်ပါတယ်ပေါ့နော် အတိအကျတော့ဒီမိတ်ဆွေဒီနေရာမှာပဲ passport တစ်ခုခံတီးပြီဆိုရင်စက်တင်လို့သွားမယ်စက်တင်လို့သွားပြီ6စက်တင်မှာကျွန်တော်တို့ကဒီမှာ Olama ဆိုပြီးရွှေ Olama ဆိုပြီးရွှေရမှာပေါ့နော်ဒီမှာ Olama လေးရမယ် Olama ရွှေပြီးတော့သူနဲ့သက်ဆိုင်ရာ model တွေကိုကိုကထပ်ရွှေအား model ကိုသုံးပါလေ Olama တော့ရှိရယ် model မရှိသေးဘူးဆိုတော့သုံးရမှာမဟုတ်ပါဘူးဘာပဲမှာ